မင်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DPP ရုပ်မြင့်တန်ချားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်တနင်္သာရီတိုင်းကျွန်းစုမြို့နယ်မှာဆက်လီတစည်းကိုဆန်အိတ်90ထက်ပိုတီဆောင်ခွဲမပြုဘဲစစ်ကောင်စီကစစ်ဆေးတွှစ်ရှိခဲ့ရင်ဖမ်းဆီးနေတယ်လို့ကျွန်းစုမြို့နယ်ဒေသခံပြည်သူတွေကပြောပါရတယ် ကျုံစုမြို့နယ်တွင်မှရှိတဲ့ဂျေးဝအုပ်စုတွေမှာဧပြီလပထမအပတ်လောက်ကစပြီးတော့ဆန်အိတ်တင်ဆောင်လာတဲ့ဆက်လေတွေကိုစစ်ဆေးတင်ကြပ်မှုတွေလှုပ်ဆောင်လာတာတွေ့ရတယ်လို့ကံမော်ဂျေးဝအုပ်စုမှရှိတဲ့အမျိုးသမီးတယောက်ကပြောပါရယ်အခုနှစ်မတ်လလောက်ကစပြီးကျုံစုမြို့နယ်မှာရှိတဲ့ဂျေးဝတွေမှာစစ်ကောင်စီနဲ့ပြူစောထိတက်တွေပူးပေါင်းပြီးစစ်သည်မော်တွေအပြင်ငါးဖက်လှင်ငယ်တွေနဲ့လှောက်ရှားသွားလာနေပြီးဂျေးဝတွေအแทကိုလည်းစစ်ကြောင်းထိုးသွားလာတာတွေပုံမြင်လာရတယ်လို့ဒေသခံပြည်သူတွေကပြောပါရယ် ဧပြီလ9ရက်နေ့ကကျွန်းစုမြို့နယ်မဲတော်ကျေးရွာကစာအိတ်တင်ဆောင်လာတဲ့ဆက်လီတစီကိုချောင်းကြီးဝါရွာဘက်မှစစ်ကောင်စီရဲတပ်ကထိမ့်သိမ်းလိုက်ပြီးတော့လှပရှင်ဖြစ်သူကို PDF တပ်ဖွဲ့တွေစီရိတ်ခါထောက်ပတ်နယ်လို့စွတ်စွဲဖမ်းဆီးခဲ့တာမျိုးတွေရှိခဲ့ပါတယ်။ကျွန်းစုမြို့နယ်ဟာတနင်္သာရီတိုင်းမှာဒုတိယလူဦးရေအများဆုံးမြို့ဖြစ်ပြီး2029ခုနှစ်သကောက်စီရင်အရလူဦးရေ3,000ကျော်နေထိုင်တယ်လို့လည်းသိရပါတယ်ရှင်။ ရခိုင်မှာဟောင်းနှွမ်းငွေစက်ကူတွေကိုဘယ်သူမှလက်မခံအသုံးမပြုတဲ့အတွက်ဒေသတွေမှာဟောင်းနှွမ်းငွေစက်ကူတွေလည်းများလာနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဟောင်းနှွေးငွေစက်ကူတွေနဲ့ဘာမှဝယ်လို့မရသလိုအလဲကားပေးရင်တော့ယူမဲ့သူမရှိတော့အောင်အသုံးမဝင်ဖြစ်နေတယ်လို့ဒေသခံတယောက်ကပြောပါရယ်အခုလိုဟောင်းနှွေးငွေစက်ကူအသုံးမပြုကြတော့တဲ့ပြဿနာဟာကုန်တယ်တွေစီကနေအစားပြုတာဖြစ်ပြီးတထောင်နဲ့ငွေစက်ကူတွေကိုကုန်တယ်တွေအနေနဲ့လက်ခီးမှာတည်ယူရအဆင်မပြေတာကြောင့်ဖြစ်ရှင်းနိုင်မဲ့နေရာရှာဖွေနေတယ်လို့အေအေဘက်ကတာဝန်ရှိသူတအူးကပြောပါရယ် တချို့နေရာတွေမှာတော့ဟောင်းနှံငွေစက်ကူတွေကိုတံမိုးတဝက်နှုတ်ပေးပြီးဝယ်ယူတဲ့လုပ်ငန်းတွေလည်းပေါ်လာသလိုသူတို့တွေကရငုံတက်ရင်ဗန်မာ ပြန်လဲမယ်ဆိုတဲ့အစီအစဉ်နဲ့ဝယ်ယူနေကြတာလို့မြောက်ဦးဒေသခံတယောက်ကပြောပါတယ်။ရခိုင်ပြည်နယ်မှာဟောင်းနှံငွေစက်ကူပြဿနာဟာအာရခတက်တော်ထိန်ချုပ်မြို့နယ်တွေမှာအထက်ကဖြစ်ပေါ်နေတာဖြစ်ပြီးဗန်လုပ်ငန်းတွေမလဲပတ်တော့တဲ့နောက်ပိုင်းအခုလိုဖြစ်ပေါ်လာတာလည်းဖြစ်ပါရဲ့ရှင်။ ဗီယက်နမ်အပါဝင်၃နိုင်ငံကကြားဖြတ်ဝန်ထမ်း254ယောက်ကိုမြဝတီမျိုးကနေမဲဆောက်ကတဆင့်သက်ဆိုင်ရာနိုင်ငံတွေစီ BGF တက်ကဧပြီလ28ရက်မှာပြည်လဲပို့ဆောင်လိုက်ပါတယ်။မောင်ဒူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဒကြံကာလာတွင်ရနာထားတဲ့ဖန်စီကြားဖြတ်နိုင်ငံသားတွေပြည်လဲပို့ဆောင်မှုကိုစတင်လိုက်တာပါ။ ဒီနေ့ကတော့ကျွန်တော်တို့ဒါဟိုတကြံကာလမှာကျွန်တော်တို့ကာလကြာမြင့်စွာကျွန်တော်ရက်နာထားတဲ့အဲကျွန်တော်နိုင်ငံခြားရာပြန်ပို့ရေးအစီအစဉ်ကတော့ကျွန်တော်တို့ဒီနေ့အဲ28နေ့မှာပြန်ဆတာပေါ့နော်ဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိကအာဗီယက်နမ်နိုင်ငံသားကကျွန်တော်တို့221ဦးအဲကျွန်တော်ပါကစ္စတန်နိုင်ငံသားက15ဦးအဲကျွန်တော်ယူဂန်ဒါနိုင်ငံသား18ဦးပေါ့နော်စုစုပေါင်းကျွန်တော်ဒီနေ့254ဦးကိုကျွန်တော်တို့အာဒီအဲ ဖြစ်ကြည်တရားနှစ်ကနေပြီးတော့မှကျွန်တော်တက်ဆိုင်ရကျွန်တော်မြန်မာနိုင်ငံဆိုင်ရတာတာဝန်ရှိသူကတစင်ပေါ့နော်ကျွန်တော်တို့ဒီတက်ဆိုင်ရနိုင်ငံတီတီကိုပြန်လဲလွှဲပြောင်းလိုက်တာဖြစ်ပါတယ်2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့ကနေဧပြီလ28ရက်အထိပြန်ပို့ပြီးမြောက်ရီမြို့မှာ ကြားဖြတ်ဝန်ထမ်းဥယျာ1138ဦးပဲကျန်တော့တယ်လို့ဆိုပါတယ် တကယ်လို့ဆိုကျွန်တော်တို့ထိမ့်သိမ့်တာကကျွန်တော်တို့9142ဦးပေါ့အဲ့ရဲ့နောက်ပိုင်းမှာကျွန်တော်ထပ်တူတူတူလာတာရှိတယ်ရှိတဲ့အခါကျတော့အလုံး8595ဦး8595ဦးရှိတဲ့နေရာမှာအခုကျွန်တော်တို့ကကျွန်တော်တို့ဒီတက်ဆိုင်ရာနိုင်ငံတိတိကိုပြန်လဲလွှဲပြောင်းပြီးအပ်တာက9439ဦးကျွန်တော်ရှိပါပြီအဲလက်ရှိကတော့ကျွန်တော်တို့လက်ရှိလက်ရှိပေါ့နော်လက်ရှိဒီနေ့ဒီချိန်အဲဒီကာလအထိကိုကျွန်တော်တို့လက်ထဲမှာ1138ဦးကျွန်တော်တို့ထပ်ပြီးတော့ဆွဲပြောင်းပေးဖို့ ကြံရှိပါသေးတယ်ခင်ဗျာ thank you bdf army voting me and uh, today i'm very happy to go back to my country so thank you bdf army ပြန်ပို့တော်မယ်ဆက်စင်ပါကစ္စတန်နိုင်ငံသားတွေကကျေးဇူးတင်ကြောင်းပြောသွားခဲ့ကြတာပါအဓိကကျွန်တော်တို့ဒီချက်ပြန်ကိစ္စကိုပြန်ကြည့်တဲ့အခါကျွန်တော်တို့ဆိုလို့ရှိရင်ဒီလောက်ရှိမယ်လို့မထင်ထားဘူးเนาะကျွန်တော်တို့ဆိုတရားမှတူတူများများကဒီလောက်ထိရှိမယ်မထင်ထားဘူးပေါ့เนาะဒါပေမဲ့အဲ့လို ဒီတရုတ်နိုင်ငံကအစိုးရနာမည်ကြီးရဲ့ရုပ်ရှင်မင်းသားတယောက်ကဒီလိုဖန်ခံရတဲ့ပုံမှာရှေ့ခံပြီးမှဒီတရန်တွေထွက်ပေါ်လာတဲ့အခါအရှေ့ခံပြီးမှဒီတွေ့လာရတဲ့အခါကျတော့ကျွန်တော်တို့မထန်ထားတဲ့လူကြီးတွေထဲပုံများလာတယ်ပေါ့နော်။များလာတဲ့အခါကျတော့ဒီကြမ်းဖက်မှာလုခံနေရတဲ့သူတွေကအများကြီးရှိတယ်။ရှိတဲ့ဟာထူချောင်မှုတွေကဒီအာဆီယံတခုတည်းကမဟုတ်ဘဲနဲ့အာဆီယံပြန်ကနိုင်ငံသားတွေပါပါလာတဲ့အခါကျတော့ပို့ပြီးတော့စိုးရင်စရာဖြစ်တယ်။နောက်ပြီးတော့ဒီကြမ်းဖက်မှာဒီခိုင်းစေတဲ့အခါမှာလေအဲ့လိုနှိမ့်ဆက်တာတွေငွေတောင်းခံတာတွေ ်။သူ့အလုပ်ကိုမလုပ်ဘူးဆိုလို့ရှိရင်တပြက်လေးတဲ့ကိစ္စတွေရှိတဲ့အခါကျရင်လေသူတို့ကြောက်စရာကောင်းတဲ့ဟာလို့ပြစ်လိုက်ရတယ်။အခုလိုထိုင်းနေဆက်မှာကြားဖြန့်ဝန်ထမ်းတွေပြန်ပို့နေကြမှာပဲမြမပြည်အတွင်းမှာတော့ကြားဖြန့်လိန်လယ်မှုတွေဆက်လက်ဖြစ်ပေါ်နေတယ်လို့ပြောဆိုနေကြပါတယ်ခင်ဗျာ။ကျွန်တော်မောင်တူပါ ကရီနီပြည်နယ်တီမောဆုံမြို့နယ်နောက်ဘက်ချမ်းမှာဧပြီလ28ရက်နေ့ကတောင်ပေါ်ကနေကြောက်တုံတုံလိတ်ကြလာပြီးစစ်ဆောင်အဖို့အိုကိုပြိမိတာကြောင့်တိုက်ဆုံသွားတယ်လို့ဒေသခံတွေကပြောပါတယ်။တောင်ပေါ်ကလိတ်ကြတဲ့ကြောက်တုံကတောင်ခြေကိုလိတ်လာရင်းကနေအဖို့အိုနေနေတဲ့အခန်းတဲတဲကိုကြပြီးတိုက်ဆုံခဲ့တယ်လို့ဆိုပါတယ်။လေးဖြတ်ယောဂဝေဒနာခံစားနေရတဲ့အဖို့အိုဟာကားတစ်စီးစအရွယ်ကြောက်တုံပြိမိတာကြောင့်ဆုံးပါသွားကနေအိမ်လဲထိခိုက်ပျက်စီးခဲ့ရပါတယ်။ မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်ကြောက်တောင်တွေကွဲအမှုရှိနေပြီးဧပြီလ29ရက်နေ့မှာလည်းမိုးရွာတာကြောင့်ကြောက်ဆောင်တွေပြိုကျလာတယ်လို့ဆိုပါရယ်ငလင်းကြောင့်ဒီမိုဆိုနောက်ဘက်ချမ်းမှာအလျားပေတရာနဲ့အနက်ပေတရာကြော်တဲ့တွင်းပေါက်ကြီးတစ်ခုလည်းပေါ်လာတာကြောင့်အနီးနားကပြည်သူတွေနေရာရွှေ့ပြောင်းခဲ့ရပါသေးတယ်ရှင် အမေရိကန်ကယီမင်နိုင်ငံဆာရာမျိုးကအာဖရိကရွှေ့ပြောင်းနေထိုင်သူတွေကိုလက်ခံတဲ့ထိတ်သိမ်းစခန်းကိုတိုက်ခိုက်ခဲ့ပြီးတဲ့နောက်အလောင်း68လောင်းကိုတည်ထုတ်ခဲ့ရတယ်လို့အယ်မာစီရာရုတ်တံကဧပြီ28ရက်မှာအစီရင်ခံပါတယ်။တခြားလူ48ဦးထင်ရှားရတယ်လို့ယီမင်နိုင်ငံထက်ကဟူတီတွေကြီးကြပ်နေတဲ့အယ်မာစီရာ ရုတ်တံကထုတ်လွှင့်ပါတယ်။ဆာရာမျိုးဟာဟူတီတို့ရဲ့အမာခံနေမြေဖြစ်ပြီးအရင်ကလည်းအမေရိကန်တွေကပြစ်မှတ်ထားတိုက်ခိုက်တာခံခဲ့ရမှုပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအီရန်ကြောထောင်းနှက်ခံပြုဟူတီတပ်ဖွဲ့ဝင်တွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာပါလွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းယီမန်နိုင်ငံမှာအရေးပါတဲ့နယ်မြေကိုသိမ်းပိုက်နိုင်ခဲ့တဲ့ဟူတီတွေဟာ2023ခုနှစ်နိုဝင်ဘာလကစပြီးပီလန်နီကိုဖျက်ဆီးခုံမောင်းနေတဲ့သင်္ဘောတွေကိုဒရုန်းနဲ့ဒုံးကျည်အများပြားနဲ့တိုက်ခိုက်ခဲ့ပါတယ်ဂါဇာကမ်းမြောင်ဒေသကပါလက်စတိုင်းတွေကိုထောက်ပံ့နေဖို့အစ္စရေးနဲ့ဆက်နွယ်နေတဲ့သင်္ဘောတွေကိုပြစ်မှတ်ထားနေတယ်လို့ဟူတီတွေကအခိုင်အမာပြောထားပါတယ်ရှင်။ ဒီပပယုမြေတန်ချာရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချစ်ချိုဆမ်းပါရှင်